မင်္ဂလာပါဒီနေ့မှာတော့မျောလင့်ညက်တဲ့နော်ပြီးအလင်းရောင်တွေကိုပြန်လည်တဲဆောင်ပေးခဲ့တဲ့တကယ်ကိုထူးခြားတဲ့ကုသိုလ်ပြုပွဲကြီးတစ်ခုကြောင်းပြောပြရကြပါမယ်။အဲ့ဒါကတော့15ကြိမ်မြောက်တိတကူစက္ခုဒါနအလင်းလူတော်ပါပဲ။ဒီလူပွားကလေဘဝပေါင်များစွာကိုဘလိုများပြောင်းလဲပေးခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်။ဒီအလူပွဲရဲ့အေးပေါမှုကိုဒီနေ့ဖို့မင်းဟွန်းတစ်ခုနဲ့ရင်စားကြည့်ခြင်းချင်ပါတယ်။ အမြဲအာယုံပြန်ရဖို့မျောလင့်တည်းနဲ့စောင့်နေတဲ့လူပဲနဲ့ရောလောအတွက်များသည့်ဆွန်ဆိုင်မှုဟာအဆုံးသတ်သွားခဲ့လေလို့ထင်ပါတယ်လေဟုတ်ပါတယ်မျောလင့်ချက်တည်နဲ့ဆွန်ဆာနေခဲ့ရတဲ့မက်ဆီဝေဒနာရှင်တွေအတွက်တော့လေဒီအခွင့်ရရတကယ်ကိုတန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုပေါ့ဟုတ်ပါတယ်အယောင်နှင်းတိုင်းကြောတော့မှာဒါပေမဲ့ဒီဂိန်းကနန်းရဲ့နောက်ွယ်မှာပို့ပြီးတော့လေးနဲ့တဲ့အဒီပယ်တစ်ခုရှိနေပါတယ်အဲ့ဒါကပါလဲဆိုတော့အဲ့ဒီဝေဒနာရှင်တွေဟာ အရင်16ကြိမ်မြောက်အလူတော်တုန်းကကြံနေခဲ့တဲ့သူတွေဖြစ်နေလို့ပါပဲအခုတော့သူတို့စိတ်ရှိရှိနဲ့စောင့်ကြရတဲ့ဤရက်ဒီအဆုံးသတ်သွားခဲ့ပါပြီဆိုတော့ဒီလူဘဲကဘာကြောင့်ဒီလောက်တောင်အရေးကြီးခဲ့ရတာလဲအလင်းရောင်ကိုအလိုအဆုံးဖြစ်နေလေသူတွေရဲ့အခြေအနေကနေအဖြေကို ရှာကြည့်ကြအောင်ပါဒီအချက်ကတကယ်ကိုအတိတ်ပဲရှိပါတယ်ဘာကိုပြနေတဲ့ဆိုတော့ ဘသူတဦးတယောက်ကမှမေမထားခဲ့ဘူးနောက်မှချမ်းမထားခဲ့ဘူးဆိုတဲ့သဘောပါပဲအရင်တစ်ချိန်တုန်းကအကြောင်းမျိုးမျိုးကြောင့်လက်လွတ်သွားခဲ့ရတဲ့သူတွေအားလုံးကိုဒီတစ်ခေါက်မှာအထူးတလဲဦးစားပေးပြီးကိုးပိတ်ခဲ့တာပါဒီလိုစောင့်ဆိုင်နေသူတွေရဲ့မျှော်လင့်ချက်ကိုဖြစ်စီပေးဖို့အတွက်15ချိန်မြောက်လူတော်ခန်းစာဆူပြီးပေါ်ပေါက်လာခဲ့တာပေါ့ကဲဒီလူပွဲရဲ့တင်းစီအချက်လက်တွေချက်ချက်ကြည့်လိုက်ကြအောင် ဒီလိုကြီးကျယ်ခမ်းနားတဲ့ကုသကျူးလုံနန်းချီကိုဒီတကူအကြီးပရိဆရာတော်ဖျားကြီးကိုတိုင်ကဥဆောင်ခဲ့တာပါ။နေရာကတော့ရန်ကုန်မြောက်တကုံမှာရှိတဲ့ဒီတကူစကုဒါနာဆေယုံမှာပေါ့။2025ခုနှစ်နိုဝင်ဘာလ13ရက်ကနေ18နှစ်နေ့ထိစုစုပေါင်း9ရက်တိုင်တိုင် အခမ်းမဲ့မျက်စိဆန်သက်တာတွေခွေစိတ်ကုသတာတွေဟုပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ဒီလောက်ဂျိုးပန်းအထုတ်မှုတွေရဲ့ရလက်ကတော့ဘလို့ရှိခဲ့တယ်လဲ။ အလူတော်စတဲ့ပြီးရပိုက်လေးအတွင်းမှာပဲအာတဆရာကောင်းတဲ့အချိုးတက်ရောက်မှုတွေကိုချက်ချင်းဆိုသလိုတွေ့မြင်ခဲ့ရပါတယ်။ဖွေးရဲ့ပဒမဆုံးနေ့နိုဝင်ဘာ7ရက်နေ့တရက်တီမာကိုပဲမျက်စိဝေဒနာရှင်စုစုပေါင်းနေရရှေရောက်ကိုအခမဲ့လာရောက်ဆန်သက်စစ်ဆေးပေးနိုင်ခဲ့တယ်ဆိုလာကတော့တကယ်ကို အားရစရာပါပဲ။နောက်တစ်ရက်မှဆိုပိုလို့တောင်အာတဆရာကောင်းတော့ပါသေးတယ်။ဒုတိယနေ့ဖြစ်တဲ့နူဘီမာ7ရက်နေ့မှာပဲ လူနာပေါင်း94ယောက်ကိုအကမခရစ်စစ်ကူတာပေးပြီးတော့သူတို့ဘဝတွေကိုအလင်းရောင်တွေပြန်လည်သေးဆောင်ပေးနိုင်ခဲ့ပါတယ်။ဟာပါပြီဒီလိုကိန်းကနားတဲ့နောက်ွယ်မှာတော့ဒီလုပ်ငန်းကြီးကိုဖြစ်မြောက်စေခဲ့တဲ့နှွေးထွေးတဲ့မေတ္တာစေတနာတရားတွေရှိနေပါတယ်။အဲ့ဒီစေတနာကိုထင်ဟပ်စေတဲ့ဆူတောင်းစကားတွေကိုခဏလောက်နားဆင်ကြည့်ကြအောင်။ဒီဆူတောင်းစကားလေးကတကယ်ကို ကြည်နူးစရာကောင်းလာပါတယ်။ခြေတော်လက်မင်းကြီးရဲ့အလင်းရောင်လို့ အေးချမ်းသာယာမှုမျိုးကိုအလုံးခံစားရရှိစေဖို့စုမုံကောင်းတောင်းပေးထားတာပါ။ဒါကတော့နောက်ထပ်အာအင်ဖြစ်စေမဲ့စုတောင်းတစ်ခုပေါ့။ကမ္ဘာလောကကြီးတစ်ခုလုံးမှာကောင်းမြတ်တဲ့တရားတွေမေတ္တာတရားတွေနေရာတိုင်းမှာပြန်ပွားထွန်းလင်းစေဖို့ရည်ရထားတဲ့စုတောင်းတစ်ခုပါပဲ။တကယ်တော့လေဒီအလူပဲတစ်ခုလုံးရဲ့အနှစ်သာရကိုဒီစကလုံးလေးကအပြည့်ဝကိုဖော်ကျူးနေတာပါ။ အကောင်းမြတ်ဆုံးတော့အလူဆိုတာဟာမျက်စိအလင်းကို ပေးတာတက်တက်မဟုတ်ပဲဘွားတစ်ခုလုံးအတွက်မျော်လင့်ချက်ဆိုရင်အလင်းရောင်ကိုပါတပါတဲ့ပေးဆွမ်းလိုက်တာပါပဲဒီလိုမေတ္တာတရားနဲ့ပေးကန့်စွန့်ကြဲမှုတွေကကျွန်တော်နေထိုင်တဲ့ကဘာကြီးကိုဘလို့များပိုကောင်းအောင် ပုံဖော်ပြောင်းလဲပေးနိုင်မလဲဒါကတော့ကျွန်တော်တို့အားလုံးအတွက်ပြန်လဲတွေးတောကြည့်စရာအကြောင်းအရာတစ်ခုဖြစ်မှာပါ